ော်လာညံကြမှာခင်ဗျာဒီလိုပြသားအလုံးကျုံတွေ့နေရတဲ့ဘေးပြဖျားဖျားနေပြီးတော့ဝေးကွာကင်းတော့တာယာငင်းချက်ပါစေလို့ဥစွာဘဏမတောင်းဆုပြုပါတယ်မြင်တွေ့ကြတိဖျက်သန်းရင်ဆိုင်နေရတဲ့အခက်ခဲတွေစိုးရွားလာတဲ့ကြမ်းကြုတ်ရက်ဆက်မှုတွေမထင်ရတော့ဘူးကြမ်းတမ်းလာတဲ့တဘာဝကြီးရဲ့ဒဏ်ခတ်မှုတွေကနေကျွန်တော်တို့နိုင်ငံသားတွေဟာအခုဆိုရင် န်တုကြက်ခိုင် ရင်ဆိုင်ပြီးတက်နိုင်သမျှရုံးကန်ကြော်လွားခဲ့ကြတာအခုလေးနှစ်ကျော်ကာလတော့တည်းမှာတသက်မှာခါမှကျုံရဲလေးမယ်လို့တော့မထင်ခဲ့တဲ့ဖြစ်ရဆိုးတွေအမျိုးမျိုးကို ကျွန်တော်တို့စိတ်တကိုးတွေကိုစီနေကြော်လွားခဲ့ကြပြီဖြစ်ပါတယ်အဒီချိန်မှာတော့ဘဝကြီးကဘလောက်ပဲပြင်းထန်တဲ့ဒဏ်ခတ်နေပါစေငွေရောင် ဟိုတိမ့်တိုက်တိုင်းမှာငွေရောင်အနာကော့လေးတွေရှိရဆိုတော့ဒီစာလေးအတိုင်းပေါ့စာစုလေးအတိုင်းပေါ့တောကတွေအတိုင်းဒုက္ခတွေအတိုင်းမှာ ကျွန်တော်တို့အတွက်ချမ်းမြေ့ပွဲတတိုင်းလေးတွေကပ်ပါလာတယ်လို့ယူဆပြီးကျွန်တော်တို့ရင်ဆိုင်ကြော်လွှားကြရမှာပေါ့ဆိုတော့အခုငလင်ဘေးကနေခက်ခဲစွာရုန်းကန်နေရတဲ့ဗီဒီယိုအလုံးကိုကျွန်တော်အနေနဲ့ဒီကနေပြီးတော့တိုက်တွန်းအားပေးပါတယ်စိတ်ခွန်အားမျှဝေပေးပါတယ် ရုပ်ကံကျော်လွားကြိုးစားအတူတူချက်တန်းကြရအောင်ပါပြီးတော့အခုဒီကနေ့ရပ်ပိုင်းမှာဖြစ်ပေါ်နေတဲ့တမ9ခု98တမမူဟိုဖန်စီခံရပြီးတဲ့နောက်တည်င်းနဲ့မျိုးမျိုးထွက်ပေါ်နေတာသူဟာညှိနှိုင်းပြီးတော့ထပ်ပေါက်တစ်ခုရဖို့အတွက်ကျူတင်ညှိနှိုင်းအမိစုတ်ခွာတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြန်လွှဲပေးရမယ်ဆိုတဲ့တည်င်းတွေထွက်လာတာဒါတွေတော့ ကျွန်တော်တို့เนี่ยလမ်းกว่าတော့ကျွန်တော်နေเนี่ยအသေးစိတ်မသိပါဘူးဒါပေမဲ့ပြမှုကျူးလွန်ခဲ့တဲ့မြေတူကိုမဆိုထိုက်တဲ့နဲ့ပြစ်ဒဏ်တော့ပေးကိုပေးရပါလိမ့်မယ်ဘလောက်ကြီးပဲဆိုกว่าညှိနှိုင်းဖို့ပြောပစ်စီအဲကျွန်တော်တို့အနေနဲ့သူတို့ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်အားလုံးကိုတော့ဖြေလျှော့ပေးဖို့ရမဖြစ်နိုင်ပါဘူးအဲဒါပေမဲ့အပြင်းထန် yes ဆက်ဆက်ခုခံတဲ့လူတစ်ထက်လက်နက်အားလုံးအကောင်းအဖွဲ့ပြည့်ချန်ပေးမယ် မတို့လူအလုံးကိုဆုတ်ခွာခွင့်ပေးပါဆိုတဲ့လူမျိုးကိုတော့တစုံတရာကျွန်တော်တို့အတိမတ်ပြမှုတစ်ခုနဲ့တတ်နိုင်သမျှသောဖြေလျှော့မှုတစ်ခုကိုတော့ရှိရမှာပေါ့ဒီချိန်မှာကျွန်တော်တို့ဒီအပိုင်းဆက်သွယ်လာတဲ့ရာဂန်အချားဆင့်လို့ခေါ်တဲ့ဒီစစ်တပ်တတ်ကဲအရေးကြီးသောတာဝန်ရှိသူပေါ့နော် Non Commission Officer လို့ခေါ်တဲ့ NCO သူကအရာခံအကျကြီးအဆင့်ဆိုတဲ့အကြောင်းကျွန်တော်ခုရှင်းပြပါမယ်စစ်တပ်မှာသူကအရာရှိအရာခံအကျက်စစ်တီရဲလို့သူကခွဲခြားထားပါတယ်အရာရှိဆိုတော့အရာရာမှာတာဝန်ရှိတာပေါ့အရာခံဆိုတော့အရာရာမှာသူခံရတယ်လို့ပဲပြောရမှာပေါ့တာဝန်ခံရတာပေါ့နော်ဆိုတော့အကျက်ကတော့ကြီးကျက်ကျက်ကပ်ပေါ့ဟိုမှာဒုတိယကျက်တကျက်တကျက်ကြီးသူအထက်မှာမှဒီဒီ CGU ဒုရာခံဘူပရာခံဘူပေါ့ ကျွန်တော်အခုပြောချင်တာကကျွန်တော်ကိုအခုဒီရပိုင်းဆက်သွယ်ရင်ဖွင့်လာတဲ့အကြောင်းအရာလေးတွေနဲ့ပြောချင်တာဆိုတော့တက်မမှုတတိ shot စုတ်ခွာလက်နဲ့ချတာကို ဖြေ shot မှုနဲ့လည်းအနေငယ်ဆက်ဆိုင်နေလို့ဖြစ်ပါတယ်ဆိုတော့အခုအရာကန်ချက်ကြီးကကျွန်တော်ကိုဆက်သွယ်လာတဲ့အကြောင်းအရာလေးသူဘာတွေသူတို့အစုဖွဲ့တွေသူတို့ level တန်းတွေရီမန်းစူးစမ်းနေတဲ့အကြောင်းအရာလေးကိုကျွန်တော် မပြောပြခင်ကျွန်တော်ကိုယ်တိုင် 2000နဲ့2ခုနှစ်2001နဲ့2002ပေါ့နော်အဲ2002ပေါ့ကျွန်တော်မှတ်မိပါ2002နော်2002ခုနှစ်မှာကျွန်တော်ကိုယ်တိုင် Twitter ကြံစီကြိုးစားခဲ့မှုတဲ့အကြောင်းအရာလေးတစ်ခုကိုပြုံးဝင်လင်းလင်းအာမနာစရန်ပြောကြားချင်ပါတယ်2002ခုနှစ်တုန်းကကျွန်တော်ဟာရပခလို့ခေါ်တဲ့ရှေးပိုင်းတိုင်းစစ်တပ်နာကျုပ်ကတိုင်မူဘ ෝජ ုခမောင်မြင့်ရဲ့အထူးလူညိုရေးအရာရှိ တာဝန်တထင်းအရာရှိတာဝန်နဲ့ကျွန်တော်ဟာအာဒီအကြီးပိုင်းစစ်ဘုတ်ချုပ်တွေပေါ့စစ်ဘုတ်ချုပ်တွေဆိုတဲ့နေရာမှာများသောအားဖြင့်လာလိလာထရှိတာတော့အဲ့ဒီကာလကဒုတိယဘုတ်ချုပ်မူကြီးမောင်အေးနဲ့ဘုတ်ချုပ်ခင်ညော့နော်ရန်ဖန်ရကားဆိုလို့ဘုတန်းရွှေရဲ့သားသမီးတွေဒီလိုမျိုးပေါ့အကြီးမှုတွေလာလိလာထရှိတဲ့တောင်ကြီးဘက်ကိုပေါ့ကျွန်တော်နဲ့ဆိုမလမ်းမကမ်းပါဘူးဆိုတော့ဒရိုတွေကိုကျွန်တော်ကအဓိကလုံယူရေး တာဝန်ယူရဖြစ်ပါတယ်။ဒါမှမဟုတ်ဥက္ကမောင်မြင့်တဲ့အတူကျွန်တော်အမြဲတမ်းလိုက်ရတယ်။အမြဲတမ်းလိုက်ပြီးတော့ဒီ BNB security guard ပေါ့ officer ပေါ့ကျွန်တော်လိုက်ရပါတယ်။အဲ့2002ခုနှစ်မှာကတည်းကကျွန်တော်ရဲ့တွေးတော်မှုကြံစီမှုကြံစားမှုဆက်ဆက်ဆင်ခြင်ပြင်ဆင်မှုတွေကိုကျွန်တော်အခုပြန်ပြီးပြောပြခြင်းပါတယ်။2002ဆိုတော့ကြာတော့ကြာပြီပေါ့လွန်ခဲ့တဲ့23နှစ်ကာလတုန်းကဖြစ်တော့ခု2025ပေါ့ ဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်ဟာစိတ်နှဖောင်းကိုကွတ်ထားပြီးတော့စစ်မှုတာဝန်ထမ်းဆောင်နေရတော့လည်းပဲပြည်သူစစ်သားတယောက်ဖြစ်ကိုခံယူကျင့်သုံးပြီးပြည်သူရဲ့အကျိုးစီးပွားအတွက်ကိုငါဟာငါ့ဘဝငါ့ခန္ဓာကိုပေးဆက်ပြီးကြိုးစားထမ်းဆောင်မယ်ဆိုတဲ့ပိုင်းဖြတ်မှုရှိခဲ့ပြီးဖြစ်တော့အဲ့ဒီခေတ်ကာလဆင်းရဲနာရှင်တန်းရွှေရဲ့တကိုးထက်မြက်မှုအမြင့်ဆုံးကာလတွေပါကျွန်တော်ဟာစစ်သားတယောက်အနေနဲ့ပြည်သူဘက်ကကိုကျင်းစာနာပြီးတော့ စဉ်းစားချိကပ်မှုတွေပြုခဲ့ပါတယ်ဒါကပါလေဖတ်ရှုခဲ့တဲ့တမိုင်းနေတဲ့ကဘူကြီးအုံးကြော်မြင့်အကြောင်းကျွန်တော်အတူယူတယ်ကျွန်တော်သဘောကျကျွန်တော်လေးစားအာနာရှင်နေဝင်းကိုအနိကလောက်ကျန်တက်ဖြတ်ဖို့ကြိုးစားခဲ့တယ်ဆိုရင်သူ့ရဲ့အဲ့ဒီကာလကအတွေးခေါ်ကျွန်တော်ဆက်ဆက်ပြီးတော့စဉ်းစားစဉ်းစားပြီးတော့ကျွန်တော်2002ခုနှစ် VIP လို့ခေါ်တဲ့ဥမာဆိုရင် မောင်အေးပေါ့ဘူကြီး မူကြီးမောင်အေးပေါ့ကျွန်တော်ထက်36နှစ်ကြီးတဲ့ဗိုလ်ချုပ်မူကြီးဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးပေါ့ကျွန်တော်တောင်းခင်ရသူမနမိုးလင်းသူအခမ်းသူအိတ်တဲ့အဆောင်ကနေထွက်ပြီဆိုတာနဲ့တောက်လျှောက်သွားလေရမှာသူရှိရရှိပြီးအားလုံးစီစဉ်ရတာသူအနီးနားမှာလုံကြုံပြီးသူရဲ့ PS လို့ပေါ့နော်အတူတူကျွန်တော်တောက်လျှောက်ရှိပြီးတော့ခေါရရရညသာစားပွဲတဲတဲဆွေးနွေးပွဲဟောပြောပွဲလုတ်လုတ်သူ့နားမှာတောက်လျှောက်ကျွန်တော်ဆောင့်ကြည့်ပြီးတော့သူ့ကိုဘယ်သူကရံပြူလာနိုင်မလဲ သူ့ရဲ့အသက်အန္တရာယ်ကောက်ကိုတနတ်အဆင့်နဲ့ကြီးထိုးထားပြီးကျွန်တော်ကနေရတဲ့လူသူအိတ်ဆောင်ကိုပြန်ပြီးသူအိတ်တန်းကန်တကားပိတ်ပြီးမှကျွန်တော်အနေအရကိုကျွန်တော်ပြန်ခွင့်ရတဲ့သူအဲ့ချိန်မှာကျွန်တော်စဉ်းစားတန်းတန်းရွှေရတော့အဲ့ချိန်မှာကျွန်တော်တို့ဖချောင်းတိတ်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားအဲ့ဒီခင်ကအာနာရှင်စနစ်ရဲ့အမြင့်ဆုံးအချိန်ဖြစ်တယ်အာနာရှင်ကိုအမိပြုတ်ပြီးတော့ကဖားရဖားဘောင်းတော်ဒီစိတ်တော်ကြီးဟုတ်လား เนาะသခင်လိုကြသခင်အားရကြုံဘာဝပြမယ်ဆိုရင်အယိုးအရင်နဲ့မကအသားအဆနာပါကြိုက်ခွင့်ရတဲ့အခြေဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ဖြစ်တည်မှုလောက်ပိုင်ခွင့်ရပိုင်ခွင့်ရှားစားနိုင်တော်လဲပဲရှားစားနိုင်တော်လဲပဲဆိုတော့ထပ်ပြောလိုက်ပါဦးမယ်အခုကျွန်တော်ပြောကြပါလိမ့်မယ်ကွန်မန့်နဲ့ဝင်ရေးပါလိမ့်မယ်အာမရိမှုနဲ့ကြာခိုးပြီးတော့ထွက်ပြပါမယ်စသစ်စသစ်ပြောကြပါလိမ့်ဦးမယ်နော်ဒီဒီစစ်တပ်ထောက်ခံသူလို့ခေါ်တဲ့တစ်ဖက်ပိတ် ညာဘက်လူတန်းစားကြီးကျွန်တော်တိုက်ခိုက်နိုင်စရာတခုကလည်းဒီတခုပဲရှိတာဟုတ်မတိမ်းဘူးဘာညာနဲ့ဘသူကဆပြောလိုက်မှန်းကျွန်တော်ကိုယ်တိုင်မသိတဲ့ဆွဆွဲမှုပေါ့ဆိုတော့အဲ့ဒါလေးဆက်ဆက်ပြောအောင်အဲ့ဒီချိန်မှာကျွန်တော်အနေနဲ့အခွင့်ထူးခံအနေနဲ့ရှာမယ်ဆိုရင်ရှာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခွင့်ထူးခံအနေနဲ့ရှာပွေခြင်းမရှိခဲ့ပါဘူးအရှိပဲကျွန်တော်ဘာစဉ်းစားလဲဒီချိန်မှာငါတိုင်းပြည်ကိုဖျက်ဆီးနေတာဆေးရနာရှင်စနစ်ဖြစ်တယ်အဲ့တော့ဆေးရနာရှင်တွေထိတ်တိဒိဋ္ဌိကျဲဆိုတဲ့ နံပါတ်1နဲ့2 2ကငါနားမှာအများတန်းရှိနေတယ်။ Okay ။ငါအသက်ငါဘဝငါခန္ဓာကိုငါနိုင်ငံအနာကဖြစ်ရှိနေတဲ့အာနာရှင်လူယုံမာတွေကိုတုတ်တည်ခြင်းအဖြစ်ငါရဲ့တိုင်းပြည်ပေါ်မှာထားရှိတဲ့တစ္ဆာနိုင်ငံသားတွေပေါ်မှာကာကွယ်ဆောက်ရှောက်ပါမယ်လို့ဒုတိယနေ့ဘိုလောင်းဘွားတို့ကဆိုခဲ့တဲ့တစ္ဆာဟာဒီနေရာမှာခိုင်မာတရေတီပါလား ဘာလို့လဲဆိုတော့အာတိုင်းမျိုးဖြည့်ဆည်းနေတာဆက်အနာရှင်တွေဒါနဲ့ကျွန်တော်တိတ်တိတ်ကြိတ်ကြံစီတွေပဲဒါကျွန်တော်ကိုယ်တိုင်ကြံစီခဲ့တဲ့အကြောင်းပုံမှန်လေးပြောပြတိတ်တိတ်ကြိတ်ကြံစီမိသားစုလည်းအိမ်ပြန်ပို့လိုက်ကျွန်တော်တယောက်ခဲနေကြည်စံအကောင်းသားတွေကျွန်တော်ဝယ်စုကြည်စံအကောင်းသားဆိုတော့ဒီကပ္ပစာထုတ်တဲ့ကြည်တွေကရံဖန်ကကြည်အရဖြစ်တတ်တော့ ICN ကြည်ကြီးကျွန်တော်ရောက်ဝယ်စုတပြစ်ဖို့ရောက်ဝယ်စုစုထားတပြစ်ဖို့အကုန်လုံးကျွန်တော် harvest ဆက်ကျွန်တော်ဖြတ် ကြည်ပေါက်ပစ်ဟုတ်ထက်ထည့်ပြီးတော့ဝင်လန်းထွက်လန်းဆုတ်လန်းအားလုံးကျွန်တော်စီစဉ်ဘယ်လိုဒီစီစဉ်လဲဆိုတော့အခုအဲ့ဒီကာလာပိုးဒီကြီးဆိုးတဲ့မဲနဲ့တောင်ဖက်ချမ်းသွားတဲ့လမ်းကြောင်းအကုန်လုံးမြေပေါ်မှာကျွန်တော်ဆွဲပြီးဘယ်ကနေဘယ်ကိုသွားရင်ဘယ်လောက်ကြာမလဲဘယ်ကြီးချိန်မှာဘယ်လိုကင်းဒီဆက်သွယ်စနစ်ကိုဘယ်လိုဖြတ်ကျော်မလဲဆိုင်ကယ်နဲ့ဘယ်လိုသွားပြီးဘယ်လိုနဲ့ချိတ်ဆက်မလဲကျွန်တော်အကုန်လုံးကျွန်တော်ပြင်ဆင်ပြီးပြီပြင်ဆင်ပြီးတော့အဲ့ဒီအချိန်မှာအခုလေဒူဒူမူကြီးမောင်ရဲအခု တွန်းလဲပေါ်မှာဒီဒုက္ခိတဖြစ်နေလို့ကြားတော့ဗောဗျာဒါပေစိတ်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီကာလကကျွန်တော်အနေနဲ့စသားတယောက်ကဘိုင်းချက်မှုနဲ့ကြိုးစားဖို့ကြံစီခဲ့တယ်ဆိုတော့ကျွန်တော်ပြောပြတာဒါနဲ့ကျွန်တော်ကအဲ့ဒီချိန်မှာဘုဂျုံကြီးမောင်အေးနဲ့ဒီအီးသာကောက်ခွေးမှာကျွန်တော်တို့သွားကြတယ်။သွားကြတော့အဲ့ဒီချိန်မှာ PSO ကလည်းသူခေါ်ရခြင်းတယ်။တိုင်းမှု PSO ရောဘုဂျုံကြီးမောင်အေးရဲ့ PSO ရောခေါ်ရခြင်း။အညီလေးမင်းဘာရုဏာမင်းနေလိုက်။ Okay ျွန်တော်ရတယ်ကျွန်တော်လေးကျွန်တော်လည်းကိုယ့်အကျင့်စီနဲ့ကိုယ်လေးကြီးထိုးအစင်တဲ့ကိုယ့်အကျင့်စီနဲ့ကိုယ်โอเคကိုထွက်ခွာမဲ့လမ်းရထားခဲ့တဲ့ဆိုင်ကအားလုံးကျွန်တော်တက်စားဘူးမှမရှိအဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားအပြန်အမြန်အလာနုလုံပရိလုံလဲဆိုတော့အဲ့ဒီကာလကဒေါ်စန်းစစ်ကြီးကိုနေအကျေချုပ်ချထားတဲ့အချိန်မြေသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းနေအားလုံးကိုဆိုင်းပုတ်တွေဖြုတ်ချပြီးတော့ကြက်ကြက်တဲတဲကန့်သက်ထားတဲ့အချိန်ဆိုတော့ပြောပြအောင်ကျွန်တော် အဲ့လိုကြံစီနေရဆိုတဲ့အကြောင်းကိုအဲ့ဒီကာလကကျွန်တော်နဲ့ရင်းရင်းနီးနီးနော်ဆက်သွယ်စကားပြောနေတဲ့မြို့သားတမှုစီဖွဲ့ချုပ်ကလွတ်တော်ကိုယ်စားလှယ်တခုဖြစ်တဲ့တယောက်နော်ခေါင်းဆောင်တယောက်အဲ့ဒီကာလကတည်တယ်ကျွန်တော်ကြံစီပြီးကိုစဉ်းစား ကျွန်တော်မခံနိုင်ဘူးဒါကြောင့်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်မယ်သူတို့ကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တကူးစုတစုံလို့ဖြစ်သွားအကျိုးမဲ့အချီးကြီးကျွန်တော် YouTube ပြီးလုတ်ခဲ့တာမဟုတ်ဘူးကျွန်တော်တင်းသေးသွားမယ်ဒါမှမဟုတ်ရေချက်တစ်ခုကြောင့်ဒါလုတ်ခဲ့တာဆိုတော့တီးဖို့တက်တည်ထားခဲ့ဖို့လိုတဲ့တကြောင်ကျွန်တော်တိုင်ပင်တာဖြစ်တယ်အဲ့တော့ဆိုတော့ဆက်ပြောရရင်ကျွန်တော်အိမ်မောင်အင်းနဲ့ဦးခမောင်မြင့်ဦးခမောင်မြင့်ကျေးဇူးရှိပါတယ်ကျွန်တော်နှုတ်ထုတ်ခွင့်ပေးလိုက်တာဟုတ်နော်ဒီရာရှိစာလွန်ဖတ်ပြီဆိုတော့အမှတ်ချက်ကိုရေးပေးလိုက်တဲ့ဘုံမှုတင်ယူလဲကျေးဇူးတင်ပါတယ် သူတို့နှုတ်ထွက်ခွင့်ပြီးလို့ကျွန်တော်ထွက်လာတာဒါတော့အဲ့ဥက္ကမောင်မြင့်ရဲ့ဥမောင်အေးရဲ့သူတို့နှစ်ယောက်တင်ကျွန်တော်သုံးယောက်ပဲရှိအေးဒါကောက်ခွင့်ရဲ့အလဲပါကျွန်တော်အချိန်မှာစဉ်းစားလွယ်လွယ်လေးသူတို့မှတနတ်ပါဘူးကျွန်တော်မှတနတ်ပါတယ်လက်ပြပုံလည်းပါတယ်သူတို့နှစ်ယောက်တက်ကအသာလေးဘုံနှလုံးတော့ကျွန်တော်တလုံးကိုလုံညုံဖွဲ့တဲ့လှမ်းပြစ်တလုံးကိုသူတို့နှစ်ယောက်ကြားတဲ့ပြစ်ခွဲပြီးကျွန်တော်အသာပဲဆုပ်ခွာသွားရုံပဲဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီကာလရဲ့နိုင်ငံကြီးရေချိန်ပေါ့နော် ဒီချိန်မှာအဲ့ဒီချိန်မှာလာကျွန်တော်ကဒေါင်ဆန်းစုကြည်ရဲ့မိကုံးတွေဟောပြောချက်တွေကိုကျွန်တော်ကတော်တော်လေးဖတ်ခဲ့ရဖတ်ခဲ့ရတာလေတာဝန်ရဖတ်ခဲ့ရဘာလို့ဆိုတော့ထောက်လိုင်းတိုက်ပွဲထောက်လိုင်းတင်နန်းတော်တက်တော့အဲ့ဒီကလာဒေါင်ဆန်းစုကြည်ရဲ့ဟောပြောမှုတွေကိုကျွန်တော်တို့သွားပြီးသတင်းယူရတယ်သတင်းယူပြီးတော့အထက်ကိုပြန်တင်ပြဖို့ထောက်လိုင်းကြီးကျွန်တော်သွားလောက်ရဘာလို့ကတော့ကျွန်တော်ကတာဝန်ရတော့ဒေါင်ဆန်းစုကြည်ကိုခြေဖုံးဖို့နှိမ်နှင်းဖို့စသဖြင့်ပေါ့နော် ဟိုတာဝန်ယူရတဲ့ကာလကျွန်တော်တက်တက်စင်ကာလဒေါသံကြီးအပြင်မှာရှိသေးတယ်တောင်းလိုက်တင်တဲ့တုန်းကဆိုတော့ကျွန်တော်ကတင်းသွားယူတယ်သွားကြည့်တယ်ဆိုတဲ့အခါမှာသူ့ကိုစမ်းကြည့်တော်ရတာမို့သူ့မိခွန်းတွေကိုကျွန်တော်ကအစီအသေးတဲ့ကျွန်တော်ကစိတ်ဝင်လာပြီးတော့မေဆုကိုအဲ့ဒီကာလကလေးကကျွန်တော်ကကြည်ညိုလေးစားခဲ့အဲ့တော့ကျွန်တော်လောက်ကျန်တက်ဖြတ်မယ်ဆိုတော့အစီအစဉ်နဲ့ရေးဆွဲနေအချိန်မှာတော့ဒေါမဆန်းစုကြည်ကဟိုဖန်းစီပြန်လဲဖန်းစီခံတာရတဲ့အခြေဖြစ်ဖြစ်တယ်ဆိုတော့ ကျွန်တော်အဲ့ဒါဘယ်လိုစဉ်းစားလဲဆိုတော့ငါလှုပ်လိုက်လို့ငေါအေးတော့တည်သွားပြီထားပါတော့ဒါပေမဲ့အာနာရှင်ရှင်စနစ်ကြီးအဲ့ချိန်မှာငါပြောပင်ပင်စီဒီစိုက်ပြိုးသလိုတတက်ခုတ်တပင်ခုတ်လဲအမြင့်ငုတ်ကြီးကဆက်ရှိနေဦးမှာပဲဆက်ရှိနေဦးမှာပဲအဲ့တော့ငါဒီလှုပ်ချန်တက်ဖြတ်မှုကိုဆောင်ရွက်လိုက်ပြီးတဲ့နောက်ငါတည်ကောင်းတည်သွားနိုင်တယ်ဒါပေမဲ့အာနာရှင်စနစ်ကြီးကအမြင့်ပြတ်အောင်မဟုတ်ဘူးဒါနဲ့ပဲ အဲ့ဒီအဲ့ဒီချိန်မှာကျွန်တော်စိတ်တွေတွေးနေရတော့တွေးနေတာတနတ်ကိုတနတ်တင်ပေါ်လက်တင်လိုက်ပြန်စဉ်းစားလိုက်ကိုကြီးဒီကြီးကြီးလိုက်အဲ့ဒီချိန်မှာဟိုကျုပ်မောင်အေးကအတော်လေးပါနှပ်ပုံရပါတယ်ဟမ်တယ်လက်ကြီးပြူလူကောင်းနဲ့များစွာနဲ့ဆက်ဆံလာတော့သူ့ရဲ့စိတ်ပါလဲစစ်ဆန့်နေပါရှင့်ရှင့်ပါပေါ့ဆက်ထမအယုံကြီးရှင့်ရှင့်ပါပေါ့ဒါမှမဟုတ်ကျွန်တော်ရဲ့မူပြက်နေတာကိုအသက်20ကျော်အစိတ်နော်လူငယ်တယောက်မူပြက်နေတာကိုသူလဲတတိထားမိမိပါပေါ့ Emma,